အတန်တိတ်လူသက်သမားအသေးအောင်အတော်ဝါစီဖို့အကြောင်းအားလုံးမင်္ဂလာပါရှင် CFP Channel ကနေကြိုဆိုလိုက်ပါတယ်။ကဘာပေါ်မှာအသေးအောင်အတော်ဝါပြီးဖို့ကူးစက်ခံရသူဦးရေတန်း400နီးပါးရှိပါတယ်။မြန်မာနိုင်ငံမှာလူဦးရေရဲ့စနစ်ရာခိုင်နှုန်းခန့်ယောဂါကူးစက်ခံနေရပါတယ်။ဘလို့ကူးစက်တလဲ။ကူးစက်တဲ့နေတွေကတော့အသေးအောင်အတော်ဝါပြီးဖို့ပါသောသွေးသွေးရည်ကြီးအနာမန်းရည်လိင်အင်္ဂါရည် ။တရွေတို့မှတစိယောဂဘိုလ်ရှိသူမှနောက်တဦးစီတို့ကူးဆက်ပြန်ပွားပါဤ။ယောဂဘိုလ်ရှိသူမိခင်မှတစိရှင်သွေးတို့ကူးဆက်ခြင်း။ယောဂဘိုလ်ပါတော်သွေးသွင်းမိခြင်း။ယောဂဘိုလ်ရှိရဲ့စေတုအပ်သွေးကြောသင်ကရိယာများစုတ်တံများမှတစိကူးဆက်ခြင်း။ယောဂဘိုလ်ပါတော်အမများနဲ့စုတ်ထိုးခြင်း။အစိုက်ကုတာခြင်း၊နားဖောက်ခြင်း။မိုးရည်စေဝါ၃ကျင်းယောဂဘိုလ်ရှိသောလူနာအားစီထိုးရာမှာမတော်တဆအဆူမိကျင်းယောဂဘိုလ်ရှိသူနဲ့ လိန်တူးသူမဟုတ်လိန်ခွဲဆက်ဆံခြင်းယောဂဘိုလ်ရှိသူနဲ့အတူပကံခွဲရောက်များမျှဝေသုံးဆွဲမိခြင်းစသည်တို့ဖြစ်ပါ၏အတဲရောက်အတဝါပြီးပုံလက္ခဏာများယောဂနမိတ်အတိုင်းမိတ်အတားဝါခြင်းမျက်လုံးဝါခြင်းစီးဝါခြင်းတွေဖြစ်မိတ်ပြုအံ့ခြင်းနာအစာတောင်းပြတ်တာဗိုက်အောင်ဗိုက်နာတာတွေလည်းဖြစ်နိုင်နေဒါပေမဲ့ပြီးပိုးရှိသူတွေရဲ့30ရာခိုင်နှုန်းဟာမိသည့်လက္ခဏာမှမပြတာမျိုးလည်းရှိနိုင်နေကလေးများမှာလည်းယောဂလက္ခဏာမပြတတ်ပါဘူး သို့သောပြီးဘိုးဟာ ရှီမန်မသိလို့မကုပဲထားရင်နောက်ဆက်တွဲအနေနဲ့နာတာရှင်အသေးရောဂါဖြစ်ပြီးနောက်ပိုင်းမှာအသေး၆တောင်းအသေးကင်စားဖြစ်တာတွေဖြစ်လာနိုင်ပါသေး။ဘလို့ကကွယ်မလဲ။လိင်ကိစ္စဆင်ကျဲမှာ အပျော်အပါမရှောင်နိုင်မှာကကွန်တောင်းတောင်းမှာနှကန်းချင်းဆုတ်တာမလုပ်ပါနဲ့။မလို့အပ်ပဲစီမထိုးပါနဲ့။တွေးမတွေးပါနဲ့။မူးယင်စီဝါမတုံးဆွဲပါနဲ့။သွားလိုက်တဲ့မောက်ဆေရိတ်ကရိယာစရိတ်ကိုပိုင်အတုံးဆောင်များတည်တံ့ထားပါ။ တခြားသူနဲ့မျှမတုံးပါနဲ့နားဖောက်တာရှုပ်ထိုးတာများကိုတစ်ခါတုံးအဖြစ်သာလုပ်ပါ အသိအောင်တော်ဝါပြီးဖို့သည် စီပိုးနဲ့မတူတာကကာကွယ်ဆေးထိုးလို့ရခြင်းဖြစ်ပါတိုးတော့ပြီးဖို့ရှိမရှိအရင်စပြီးမှကာကွယ်ဆေးထိုးရမည်လူကြီးများတွင်လက်မထိုးနိုင်နေမွေးကင်းစားနဲ့ကလေးများတွင်ပေါင်မထိုးရင်ပြီးဖို့ကာကွယ်ဆေးထိုးနည်းများကတော့၁ပုံမှန်၃ချိန်၃ည၁၆ထိုးနည်းပထမတလုံးကိုချက်ချင်းထိုးမယ်ဒုတိယတလုံးကို ်ပထမတလုံးစထိုးရက်တလအကြာမှာထိုးရမယ်တတိယတလုံးကို ပထမတလုံးစထိုးရက်မှာ6လအကြာမှာထိုးမယ်နောက်အားဖြည့်ဘူစတာဒိုးတလုံးကို ပထမတလုံးစထိုးရက်မှာ9ရက်အကြာမှာထပ်မံထိုးရမယ်နေ့ပုံမှန်၄ချိန်၃ည၁နှစ်၁နှစ်ထိုးနည်းပထမတလုံးကိုချက်ချင်းထိုးမယ်ဒုတိယတလုံးကိုပထမတလုံးစထိုးရက်မှာ1လအကြာမှာထိုးမယ်တတိယတလုံးကိုပထမတလုံးစထိုးရက်မှာ2လအကြာမှာထပ်ထိုးမယ် စတုတ္တတလုံးကိုတော့ပထမတလုံးစထိုးရက်မှ12လအကြာမှထိုးရမယ်။နောက်အားဖြည့်ဘူစတာတို့တလုံးကိုပထမတလုံးစထိုးရက်မှ9နှစ်အကြာမှထပ်ထိုးရမယ်။3အမြန်၄ချိန်3ည921စနစ်ထိုးနည်းပထမတလုံးကိုချက်ချင်းထိုးမယ်။ဒုတိယတလုံးကိုပထမတလုံးစထိုးရက်မှ9ရက်အကြာတတိယတလုံးကိုပထမတလုံးစထိုးရက်မှ22ရက်အကြာစတုတ္တတလုံးကိုပထမတလုံးစထိုးရက်မှ12လအကြာ ။နောက်အဖြစ် booster ဒုတိယလုံးကိုပထမတစ်လုံးစားထိုးရမှ9နှစ်အကြာမှထပ်မံထိုးရပါမယ်။ကာကွယ်ဆေးထိုးပြီးလည်းကာကွယ်ဆေးအောင်မအောင်တွေးဆကြည့်ရပါမယ်။ကာကွယ်ဆေးမအောင်တာမျိုးလည်းဖြစ်နိုင်လို့ပါ။နောက်ဆုံးအလုံးထိုးပြီးအဖြစ် booster ထိုးမထိုးရသေးခင်ကြားကာလမှာ anti-HPV level ကိုတက်ခွဲခန်းများမှာတိုင်းတာစစ်ဆေးခြင်းဖြင့်အောင်မအောင်သိနိုင်ပါတယ်။ကာကွယ်ဆေးမအောင်ရသည့်အကြောင်းရင်းများ prednisolone ကဲ့သို့သောဆေးများတောက်နေရခြင်း HIV ပိုးကူးစက်ခံရခြင်းစနစ်တကျတူလောင်သိသိထားခြင်းမရှိသောဆေးများထိုးမိခြင်းစအားရကြဖြစ်ပါယ။ဒါကြောင့်အတန်တိတ်လူသက်သမားလို့တင်စားခေါ်ဝေါ်တဲ့အသေးအောက်သဝါပိုးကိုမပေါ်စားကြရန်နဲ့အချိန်မီကာကွယ်ဆေးထိုးပြီးကူးစက်ခံရပါကအမြန်ဆုံးကုသမှုခံယူရန်တိုက်တွန်းအကြံပြုလိုက်ပါယ။အဆုံးထိကြိရှိပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။